အခုတပတ်ရှင်ပြိုင်မဲ့ပြင်သစ်လီဂူပွဲမှာမွန်နာကိုအတင်းအထွတ်ပေါ်ပါပွဲဦးထော်ဖရရှိနမဲကျော်ပြင်သစ်ကွန်းလက်ကစားသမားပေါ်ပါဟာအခုတပတ်ရှင်ပြိုင်မဲ့ပြင်သစ်လီဂူပွဲမှာမွန်နာကိုအတင်းအထွတ်ပွဲဦးထော်ရဖီရှင်ပြိုင်ကစားဖွယ်ရှင်းနေကြောင်းသိရပါတယ်ပေါ်ပါ32နှစ်ဟာ2016ခုနှစ်မှာဂျူဗင်သက်စ်ကနေမန်ယူကိုကမ္ဘာစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့ခဲ့ဘူးသူဖြစ်ပြီးကမ္ဘာအကောင်ဆုံးကွန်းလက်ကစားသမားသူဦးဖြစ်လဲညွှန်းဆိုခိုင်းအပ်ဖူးပါတယ် ဒါပေမဲ့ Juventus အသင်းကိုတကြောပြန် ရုပ်ရှိခြင်းမှာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရသလိုတာမစ်ဆေးပြဿနာနဲ့လည်းရင်ဆိုင်ခဲ့ရပြီးကာလာရှိပွဲပိုက်ပြစ်ဒဏ်ကြားခံခဲ့ရတာကြောင့်ကစားသမားဘဝအဆုံးသတ်လို့နှိပါဖြစ်ခဲ့ရပါတယ်။မိုနာကိုအသင်းမှာပြီးခဲ့တဲ့နွေရသီမှာ2028ခုနှစ်တည်းစာချုပ်ချုပ်ဆိုပြီးခေါ်ယူထားပေမဲ့လက်ရှိအချိန်ထိကစားခွင့်မရသေးတဲ့ကြောင့်ပေါ့ပါအနေနဲ့ပွဲကစားခွင့်မရတာ 26လအကြာမင့်နေပြီဖြစ်ကြောင်းသိရပါတယ်။လက်ရှိအချိန်မှာတော့သူ့ရဲ့ကြံ့ခိုင်မှုကတိုးတက်ကောင်းမွန်လာပြီဖြစ်တာကြောင့် Runs အသေးနဲ့အရှင်ပြိုင်မဲ့ပွဲမှာပါဝေကစားခွင့်ရဖို့ရှိကြောင်းလီအက်ကွက်ကဖော်ပြခဲ့ပါတယ်။